ကချင်စကိုင်းအဆက်ကဗမောက်မြို့သိမ်းတိုက်ပွဲထဲမှာတော့နှစ်ရှည်နိုင်ငံရေးအကျဉ်းသား၃ယောက်လွတ်မြောက်လာပါတယ်။ဗမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာတော့ဒီဗမောက်အချုပ်ထောင်မှာရှိနေတဲ့နှစ်ရှည်နိုင်ငံရေးအကျဉ်းသား၃ယောက်လွတ်မြောက်လာတာဖြစ်တယ်လို့နှိဆက်သူတွေကပြောပါတယ်။အခုလွတ်လာတဲ့သူတွေထဲမှာဒီတော်လှန်ရေးအင်အားစုတွေကို ထောက်ပို့လုပ်ရင်းနဲ့အဖမ်းခံခဲ့ရတဲ့ထောင်ဒဏ်တသက်တကျွန်းပေါ့နော်ထောင်ဒဏ်တသက်လို့ပြောရမှာပေါ့လေတသက်ကြခံနေရတဲ့သူ ူအမျိုးသားတယောက်လည်းပါတယ်လို့ဆိုပါတယ်။နောက်ပြီးတော့ဒီ NUG အမျိုးသားညီညွတ်ရေးအစိုးရပေါ့လေ NUG လက်အောက်မှာအတိုက်နယ်တာဝန်ခံလုပ်နေတဲ့ CDM ပညာရေးဝန်ထမ်းအမျိုးသမီးတယောက်နဲ့ထောင်ဒဏ်9နှစ်ကျနေတဲ့နိုင်ငံရေးအကျဉ်းသားတို့ပါတာဖြစ်ပါတယ်။အခုလိုမျိုးထွက်ပြေးလွတ်မြောက်လာတဲ့သူတွေကတော့ဒီဗမောက်မျိုးမှာဖမ်းဆီးခံထားရတဲ့သူတွေဖြစ်ပြီးတော့ပုံမှန်90ညနောက်ပြီးတော့ပုံမှန်50နှစ်ကကြီးစတဲ့ပုံမှန်တွေနဲ့ဖမ်းဆီးအကျဉ်းချခံရတဲ့သူတွေဖြစ်ပ পারে